အဒရအပေးနိုင်ဆုံး HA ကိုပြပါဆိုရင် Binance ကိုပြရမှာပါ2024မှာ CES တွေကနေပေးတဲ့ Adro Reward တွေကဒေါ်လာအနေနဲ့2.7 billion ရှိပြီးတော့2.7 billion က Binance ကနေပေးတာဖြစ်ပါတယ်အဲ့ဒီပမာဏက HA တွေအားလုံးပေါင်းပြီးပေးတဲ့ Adro ပမာဏရဲ့ 64%ဖြစ်ပါတယ်2024ကနေ2025အတွင်း Binance မှာတိုကီပေါင်း89ခုကို list လုပ်ခဲ့ပြီးတော့ user တွေကိုလည်းဒေါ်လာဘီလီယံနဲ့ချီ airdrop တွေအများကြီးပေးခဲ့ပါတယ် crypto မှာတခုရှိတာကတိုကီတွေကိုအယောင်အဝယ်လုပ်ဖို့အတွက်များသောအားဖြင့် CEX တွေစီမှာ listing လုပ်ကြပါတယ်အဲ့ဒီအခါကိုဝယ်ထားတဲ့တိုကီတွေကို exchange တွေကနေ delist လုပ်ပြီးဆိုရင်အဲ့ဒီ coin ရဲ့ဈေးက whole ounce အထိထိုးကြသွားတတ်ပြီးတော့ ဝယ်ထားတဲ့သူတွေအနေနဲ့လည်းစုံရှုံမှုတွေအများကြီးဖြစ်နိုင်ပါတယ်။ Binance မှာ listing လုပ်ခဲ့တဲ့အဲ့ဒီ token 89ခုမှာ delist လုပ်တယ်ဆိုတာအခုချိန်ထိတခုမှမရှိသေးပါဘူး။ဘာလို့မရှိသေးတာလဲဆိုတော့ listing မလုပ်ခဲ့တဲ့ကလိုအပ်တဲ့အချက်လက်တွေကိုတရားစီစစ်ပြီးမှ listing လုပ်တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်တခုခုဆိုရင် user တွေအနေနဲ့လည်းစုံရှုံမှုကနေကာကွယ်နိုင်မှာဖြစ်ပြီးတော့ Binance ကလည်းတရားအောင်စီစစ်ပြီးမှ list လုပ်တာကြောင့်ကောင်းတဲ့အချက်လို့ဆိုရမှာဖြစ်ပါတယ်။ ညီကိုတို့အနေနဲ့အခုလော Binance ကနေ Android တွေကိုဘယ်လိုယူရမလဲဆိုရင် Binance က token အသစ်တွေကို listing မလုပ်ခင်မှာ Launchpool တွေ Hora Android တွေ Mega Drop တွေအရေးလာပြီးမှ token lister ကြောင့်ကိုက BAB တွေကိုအထက်ထက်ထားရဲ့ထည့်ထားတဲ့ BAB အ ਨੇ အများပေါ်မူတည်ပြီးတော့အလိုလျောက် Android ရမှာဖြစ်ပါတယ်အဲ့ဒီ Android တွေကတလကိုအ ਨੇ ဆုံးတစ်ခေါက်လောက်တော့လာလေးရှိပါတယ်နောက်တစ်ခုက BAB ကို2024 January လကနေအခု2025 March လအထိ BAB တစ်ကွိုင်းကိုဝယ်ဥထားတဲ့သူတွေကအခုဆိုရင် ဲ့190ခေါ်ပါစင်အထိအမြတ်ရနေမှာဖြစ်ပါတယ်ဆိုတော့ BNB ကင်ထားတဲ့သူတွေက Edro ကနေ reward လဲရမယ် BAB Z တက်တော့အမြတ်တွေရမယ်။ Binance အန်ကနေလည်းအတူတွေရမယ်။စားတဲ့အခွင့်အလမ်းတွေကိုအများကြီးရယူနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့ Binance ကဒီထက်ပိုကောင်းလာရင်သူ့ coin ရဲ့တန်ဖိုးကလည်းဈေးတက်လာမှာဖြစ်တာကြောင့်ညီကိုတို့အနေနဲ့ passive income အတွက်ရော အနာဂတ်အတွက်ပါစဉ်းစားထားနေဆိုရင်တခြားသော coin တွေကိုင်မဲ့အစား BAB ကိုင်ထားတာကပိုကောင်းပါတယ်။ ပြီးတော့ Binance မှာကိုဝယ်ထားတဲ့ quality ကို unlimited ထည့်ထားရင် daily reward ကနေအဲ့နေရောင်ငွေဝင်နေမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင် unlimited account ထည့်ထားတော့တစ်လကိုဒေါ်လာ100လောက်တော့ရပါတယ် Binance အန်အကြောင်းအသေးစိတ်သိချင်တဲ့ဆိုရင် description မှာ video link ထည့်ထားပေးပါတယ် Binance က crypto နယ်ပယ်မှာကမ္ဘာအကြီးဆုံး number 1 crypto exchange ဖြစ်ပါတယ်သူရဲ့ native token ဖြစ်တဲ့ BNB ကလည်း top 10ထဲမှာနံပါတ်9နေရာမှာရှိနေပါတယ်။ BNB က utility token လည်းဖြစ်တာကြောင့် launch pool, holder airdrop, mi Omega Drop တွေလာတိုင်းလဲ AirDrop တွေတွေရနေမှာဖြစ်ပါတယ်။ Binance က security ရော coin တွေအရာအဝယ်လုပ်ဖို့အတွက်လိုအပ်တဲ့ liquidity ကလည်းအရန်ကောက်သလိုလက်ရှိမှာအသုံးပြုသူ user ကလည်း921 million အထိရှိနေပြီဖြစ်တဲ့အကြောင်းသူ့ရဲ့ website မှာဖော်ပြထားပါတယ်။ဒီဗီဒီယိုက education purpose အတွက်ပဲဖြစ်တာကြောင့် crypto တွေအရာအဝယ်လုပ်တော့မယ်ဆိုရင် BYOR လို့ခေါ်တဲ့ကိုယ်တိုင်လေးလာပြီးမှအရာအဝယ်လုပ်ဖို့အကြံပြုပါတယ်။ ဆိုတော့မီကိုတို့အနေနဲ့ Android တွေအများရချင်တယ်အကောင့်ဆုံးတွေကိုမှကြိုက်တယ်ဆိုရင် Binance အကောင့်ရှိဖို့လိုပါတယ် Trading လောက်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါတယ်မီကိုတို့အတွေ့ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အပိတ်ခံနေပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပြဖို့မမေ့နဲ့နော်နောက်တဲ့ video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ